ကျွန်တော်ဖိနှဲမှာပဲသွားထည့်လိုက်တော့အဲ့စကားတွေနော်ကျွန်တော်ကအခွေးနဲ့နိုင်လို့ရှိရင်လည်းခွေးတွေတိတ်ခါကြမှာစိုးလို့ခွေးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် ဒီနေ့ပြောမယ့်ဗီဒီယိုဖိုင်လေးကတော့ကျမတို့ပြည်တွင်ထဲမှာရှိနေတဲ့ပြည်သူတွေရောပြည်ပမှာရှိနေတဲ့တော်လန့်ပြည်သူတွေရောလက်နက်ကင်တိုက်ပွဲဝင်နေတဲ့ကျမတို့ရဲ့ရဲဘော်တွေရောအားလုံးအားလုံးကိုအပိစကားပြောချင်တာဖြစ်ပါတယ်။နော်။သတင်းစကားလေးတွေလည်းပြောချင်တယ်ပေါ့ရှင်။သတင်းစကားကဘာလဲဆိုလို့ရှိရင်မြေပြင်အခြေအနေစစ်ရေးအခြေအနေကတော့ကျမအနေနဲ့အကျဉ်းထုတ်ရှင်းပြဖို့မလိုတော့ဘူး။ကျမတို့နေပြည်တော်နဲ့အနီးကပ်ဆုံးနေရာတွေကိုကြည့်လိုက်ပါ။တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးတော့မှအောင်ပွဲတွေလည်းဆက်တိုက်ရနေတယ်။ KIA ကိုကြည့်လိုက် ်လို့ရှိရင်လည်းပဲ KIA မှာလည်းအပြင်းထန်စူးစမ်းနေကြတယ်ဒါရခိုင်ဆိုလို့ရှိရင်လည်းဒါကြောက်ဖြူကိုတိုက်နေတယ်ပေါ့မကြခင်မှာကျွန်တော်တို့အောင်ပွဲတွေဒီထက်ပိုပြီးတော့ကြားရအောင်မှာဖြစ်ပါတယ်အဲ့တော့မြင်မြင်သိနေကိုအများကြီးပြောပြဖို့မလိုတော့ပါဘူးကျွန်မပြောပြချင်တာကပြည်သူတွေနဲ့ထောက်ပို့တွေကိစ္စကိုပြောချင်ပါတယ်နော်ကျွန်တော်တို့အခုလာထဲမှာ မြန်မာနိုင်ငံရဲ့သတင်းဌာနတွေမှာအလုပ်လုပ်ခဲ့တဲ့ CDM ဦးကျော်တက်လင်းဒါတော်တော်များများသိကြမှာပါကျွန်တော်တို့မေးရှားနိုင်ငံကိုကျွန်တော်တို့ညီနဲ့ချိတ်ဆက်ပြီးတော့ရောက်ရှိလာခဲ့တယ်လူတွေကကိုရောက်ရှိလာတာတော့မဟုတ်ဘူးပေါ့ရှင်နော်ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ရဲ့စူးစမ်းမှုဖြစ်ပါတယ်လေလိုင်းပေါ်ကအစိုးရလေလိုင်းပေါ်ကလူတွေလို့ပြောနေကြတဲ့လူတွေကိုကျွန်တော်တို့ကအလုပ်နဲ့တက်တည်ပြနေခြင်းဖြစ်ပါတယ်မြေပြင်ကလူတွေကိုလည်းကျမတို့တွေကကျမတို့ရှိတဲ့နေရာတွေကိုခေါ်ပြီးတော့မှဒါတွေးဆောင်ခွဲတွေလုပ်တယ်အလူငွေတွေအတွက်ကျမတို့စီယုံနေအလူငွေတွေလည်းမြောက်များစွာရရှိပါတယ် နော်အဥကျော်တက်လင်းဆိုလို့ရှိရင်ဒါမြေပြင်မှာတကယ်ကိုမှရဲဘော်တွေနဲ့ထိတွေ့ဆက်ဆံပြီးတော့တကယ်ကိုမှအားကျုံမှန်တက်လုပ်နေတယ်တကယ်ကိုမှတော်တော်လန်ရင်းမှာကျမတို့ရဲ့ခေါင်းဆောင်လို့ပြောလို့ရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်နော်သူရောက်လာတဲ့အခါမှာကျမတို့မလေးရှားမှာရှိနေတဲ့ပြည်သူတွေအားလုံးကကြိုဆိုတဲ့အခါမှာငိုကြတဲ့လူတွေရှိတယ်ဝမ်းနေကြတဲ့လူတွေရှိတယ်တင်းတင်းဖက်ပြီးတော့မှအားပေးစကားတွေပြောကြတဲ့လူတွေရှိတယ်နော်အဲ့တော့ကျမမြင်လိုက်ရတာလက်အရာလေးကိုကျမပြောရမယ်ဆိုလို့ရှိရင်ကျမတို့တွေဟာ ပြည်ရင်းထဲမှာရှိနေတဲ့ပြည်သူတွေရောပြည်ပမှာရှိနေတဲ့ပြည်သူတွေရောတော်လန်ပြည်သူအားလုံးကဒီလေးနှစ်မှာအများကြီးတောက်ခံခဲ့ကြတယ်နော်ဒုက္ခတွေအမျိုးမျိုးပေးတယ်စစ်ကောင်စီကကျွန်တော်တို့ပြည်သူကိုရရဆက်ဆက်တတ်တယ်မီးရှို့တတ်တယ်ဘုံဘုံကျဲတတ်တယ်နော်ခေါင်းတွေခြေတွေလက်တွေခုတ်ဖြတ်တတ်ဖြတ်တယ်နော်မရင်းကျစော်ကားပြီးတတ်ဖြတ်တယ်အမျိုးမျိုးပေါ့ရှင်အဲ့ဒီလိုနိုင်ငံတကာနိုင်ငံမကောင်းတဲ့အခါမှာနိုင်ငံတကာနိုင်ငံရဲ့အရေးဟာနိုင်ငံတိုင်းမှာရှိနေတဲ့မြန်မာတွေပေါ့အကျိုးတက်ရောက်တဲ့အတွက် ဖမ်းဆီးတာတွေခံရတယ်ပြေးလွှားရတယ်အော်ပရာစီတွေနေရအနောက်ဝင်နေအောင်လန်းကနေဝင်ကြတယ်အောင်လန်းကနေဖမ်းခံရတယ်မြန်မာနိုင်ငံပြန်ဖို့ခံရတယ်မြန်မာနိုင်ငံမှာလည်းနော်စစ်မှုထမ်းခေါ်တယ်လူသားတိုင်းလုတ်တယ်နော်စစ်မှုထမ်းမဝင်နိုင်တဲ့လူကိုသိန်း100ဆိုလဲတောင်းတယ်သိန်း80ဆိုလဲတောင်းတယ်ဒီလိုမျိုးနဲ့အဖက်ဖက်ကနေဖိနှိပ်ခံရတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့ရင်ထဲမှာဒီစစ်ကောင်စီကိုမုံနဲ့မုံတရားနာကြီးတဲ့နာကြီးမှုတွေကကျွန်တော်တို့မငိုခဲ့ရဘူး ီလေးနှစ်တိုင်တိုင်မှာကျမတို့မငိုခဲ့ဘူးကျမတို့ရဲဘော်တွေတည်တယ်ကျမတို့ပြည်သူတွေအမျိုးမျိုးခံရတယ်ကျမတို့တရင်တွေဖွင့်ရရင်အန်တိတ်တယ်မင်းရိုးတွေထောင်းလာတယ်လက်သီးတွေကြက်ကြက်ပအောင်ဆုတ်လာတယ်ဒေါသတွေထွက်လာတယ်ဒါပေမဲ့ကျမတို့ငိုချင်နေတဲ့စိတ်တွေကိုကျမတို့ခဏမေ့ထားလိုက်ကြတယ်တမင်မငိုခဲ့ဘူးဘာလို့လဲကျမတို့ပြောင်းညံသွားမှကြောက်တယ်ကျမတို့အမြဲတမ်းကြောက်တီဒီစစ်ကောင်စီကိုအာဏာရှင်တွေကိုကြောက်ခဲ့ရတဲ့ခေါင်းမုတ်ခဲ့ရတဲ့အရှိုးသေးပေးခဲ့ရတဲ့အချိန်ခါကြီးရနေပြီးတော့မိဟုံဟုံတောက်ပွင့်ထွက်လာတဲ့ကျမတို့ပြည်သူတွေရဲ့တတ္တိတွေဟာနော် အခုတော်လိုက်ရေးကာလကြီးမှာတိတ်ကိုပြင်းထန်တယ်တိတ်ကိုပောက်ကွဲလွှဲတယ်ကျမတို့အစ်စရာတိတ်ကိုကျွတ်ဆက်နေတယ်တခုခုဖြစ်လာရင်ကျမတို့တွေထပြီးတော့လူတယောက်ကိုဆဲခြင်းနဲ့ဆိုးခြင်းနဲ့နော်ဘာပြဿနာလေးပဲဖြစ်ဖြစ်ကျမတို့တွေကအယိုင်းစိတ်တွေဝင်နေတယ်ဘာဖြစ်လို့လဲကျမတို့တွေရှင်ထဲမှာကျမတို့ရဲ့နှလုံးသားထဲမှာပူးဝင်နေတာအဲ့ဒီအာနာရှင်တွေကိုကျမတို့တွေကအနုနီးနဲ့မရဘူးအကျန်းနီးနဲ့ပဲရမယ်ဆိုတဲ့စိတ်နဲ့ကျမတို့တွေတတ်ချင်ဖြတ်ချင်စိတ်တွေကျမတို့နှလုံးသားတွေထဲမှာကိန်းအောင်နေခဲ့အဲ့တော့ကျမတို့ပြည်သူတွေကြဆုံးနေပြည်သူတွေအဖိနှိတ်ခံရတဲ့အခါမှာကျမတို့တွေဟာ ငိုချင်တယ်ရင်ထဲမှာစိုးတက်လာဒါပေမဲ့မငိုခဲ့ဘူးမငိုခဲ့ကြဘူးဒါဟာတိုက်နေပြီနော်ဒီကာလကြီးမှာဖြစ်တယ်ဆိုတဲ့စိတ်နဲ့ကျမတို့ရဲ့နှလုံးသားတွေထဲမှာငိုချင်တဲ့စိတ်တွေကိုပြိနှိပ်ခဲ့တယ်ချုံးနိုင်ခဲ့တာအဲ့ဒီအတွက်ကျမတို့ခေါင်းဆောင်တွေလျှောက်လာတဲ့အခါမှာမိဘတစ်ယောက်ကိုသားသမီးတစ်ယောက်ကတွေ့ရတယ်လို့ပြောအကူတယ်ဝမ်းနေတယ်နော်ဒီတစ်ယောက်ကကျမပွဲတစ်ပွဲမှာဆိုလို့ရှိရင်တစ်ယောက်ကဥကျော်တက်ငုံတွေ့တဲ့အခါမှာဖက်ပြီးဖက်ဖက်ပြီးတော့ရှိုက်ကြီးတငယ်ငိုတယ်ယောက်ျားလေးတွေကလည်းငိုတယ်ကျမလည်းကြည့်ပြီးတော့ငိုမိတယ်ဩကျမတို့ပြည်သူတွေကလေးနဲ့တိုက်တိုက် ချုပ်တီးခဲ့ရပါလားเนาะဆိုတဲ့အသိစိတ်နဲ့ဖတ်ပြီးတော့ငိုနေတဲ့အခါအခါမှာကျမတို့အားလုံးအဲ့ဒီမှာရှိနေတဲ့ပြည်သက်တွေအားလုံးငိုကြတယ်ဆိုတော့ကျမတို့ပြောချင်တာကကျမတို့ဒီလင်းနဲ့တန်တိုင်းချုပ်တီးခဲ့တာငိုသိရင်ငိုပါเนาะတကယ်လို့သာတော်လန်ရေးပြီးလို့ရှိရင်ကျမတို့ကပျော်ရမယ်အစားကြာရှုံးသွားတဲ့လူတွေအမျှမဝေပေးရတဲ့လူတွေအတွက်ကျမတို့ငိုရအောင်ပါပါကျမတို့တော်လန်ရေးပြီးရင်ကျမအရင်ဆုံးလုပ်မှာလားကျမချုပ်တီးခဲ့ရတဲ့အရာတွေရဲဘော်တွေအတွက်ကျမအမျှမဝေပေးခဲ့ရတဲ့အရာတွေအတွက်အမျှဝေပြီးတော့ကျမငိုပါပါเนาะအဲ့တော့အခုချိန်မှာ ကျွန်တော်တော်လန်ခေါင်းဆောင်တွေကိုတွေ့တဲ့အခါမှာငိုချင်ရင်ငိုကြပါဖက်ပြီးတော့ငိုပါနော်မချုပ်တီးထားကြပါနဲ့ကျွန်တော်တို့ပြည်သူတွေလည်းအတူတူပါပဲငိုစရာရှိရင်ငိုကြပါတစ်ချိန်တစ်ခါတော့ကျွန်တော်တို့ငိုတင်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့အင်အားတွေစုံလုပ်သွားလို့တော့မရဘူးကျွန်တော်တို့ငိုပြီးလို့ရှိရင်ကျွန်တော်တို့လှုပ်စရာရှိတာကိုပြည်သူတွေအနေနဲ့လှုပ်အောင်မှာဖြစ်ပါနိုင်ငံတကာကဘယ်လိုပဲသတင်းထုတ်ပြီးထုတ်ပြီးနော်ဘယ်နိုင်ငံကနေစစ်ကောင်စီကိုဘလို့ပဲအားပေးနေအားပေးနေကျမတို့ပြည်သူကိုဘလို့ပဲနှိတ်ကုတ်ဖိနှိတ်နေဖိနှိတ်နေဘာဖြစ်လဲ ဘလို့ဖိနှိပ်နေဖိနှိပ်နေဘာဖြစ်လဲဘာမှမဖြစ်ဘူးကျမတို့အဖိနှိပ်ခံတယ်ကျမတို့ဒုက္ခရောက်တယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးကျမတို့ရုပ်ဆရာရှိတာဆက်လုပ်မယ်ရှစ်တိုးဆရာရှိတာကိုဆက်ပြီးတိုးမယ်အဲ့ဒီအတွက်ပြည်သူတွေအနေနဲ့အတင်းတော့ကျမတို့ကဏ္ဍပေါင်းစုံကနေစူးစမ်းနေကြတယ်ပြည်ပမှာရှိနေတဲ့လူတွေကလည်းရှိတဲ့ဒုက္ခတွေကြားကရှိတဲ့အင်အားလေးနဲ့တော်လည်ရေးကိုထောက်ပို့နေကြတယ်၊ကူညီနေကြတယ်နော်ဒီ၄နှစ်တိုင်တိုင်မှာကျမတို့ဒီစူးစမ်းခဲ့တာတွေလည်းအများကြီးအရာထင်ခဲ့တယ်အဲ့ဒီအတွက်ဘယ်နိုင်ငံကဘယ်လိုအတန်ထုတ်ထုတ်ကျမတို့တွေဘယ် ီစစ်ကောင်စီကဘလို့ပဲရွေးကောက်ပွဲကိုနော်ဘလို့စ조사ပြီးတော့ပဲလို့လို့ကျမတို့တွားရမယ်လမ်းကတလမ်းပဲကျမတို့ရဲ့ပန်းနိုင်ဟာတစ်ခုလဲကျမတို့ရဲ့အိမ်မက်ကတစ်ခုလဲကျမတို့ရဲ့ဆုံးဖြတ်ချက်ကတစ်ခုလဲကျမတို့ရဲ့အတန်ဟာတတန်နဲ့ဖြစ်ပါတယ် နော်အဲ့ဒီတတန်တည်းညီပြီးကျွန်တော်တို့တချီရဲ့ရုံးမဲ့အချိန်ကိုလည်းမကြခင်စိုက်ကြောက်လာတော့မှဖြစ်တယ်တနိုင်ကလုံးတိုက်တာနဲ့ထိုးစစ်တင်မယ်လို့လည်းကြေညာခဲ့တာဖြစ်တယ်လမ်းများအလုံးနေပြီးတော့တို့လို့လည်းကြေညာခဲ့တာဖြစ်တယ်အဖက်ဖက်ကတိုင်းရင်သမားတိုင်းရင်သားလက်နက်ကိုင်တွေလည်းအလုံးဝိုင်းပြီးတော့တိုက်နေကြတာဖြစ်တယ်အဲ့ဒီတော့ဒီတော်လိုင်းရေးဟာမအောင်မြင်စရာဘာကြောင့်မှဖြစ်ဘူးအခုအချိန်မှာနော်ဒုက္ခဒုက္ခတွေကိုကျွန်တော်တို့အချိန်ကြီးကြောချင်းကပ်ရင်ချင်းကပ်ပြီးတော့တောက်ခံကြပါတချိန်ကျရင်ကျွန်တော်တို့နော်အောင်ပွဲခံရတဲ့တနေ့ကျကျွန်တော်တို့အချိန်ချင်းအဲ့ဒီအချိန်ကျရင်ဖတ်မှုကြမယ်နော် အဲ့ဒီအချိန်ကျရင်အချင်းချင်းအားပေးကြမယ်ရင်မောကြမယ်နော် ကျမတို့အခုချိန်မှာငိုချင်ရင်ငိုပါနော်ဒါတခြားနိုင်ငံမှာရှိနေတဲ့နော်ဒေါ်လာပြည်သူတွေကိုလည်းပြောချင်တယ်ငိုစရာရှိရင်ငိုလိုက်ပါကျမတို့လုပ်စရာရှိတာဆက်လုပ်မယ်နောက်တစ်ခုကျမတိုက်တွန်းပြောကြားချင်တာတောင်းပန်ချင်တာပြည်သူတွေကိုကျမတောင်းပန်ချင်တယ်နော်ကျမတို့ပြည်သူတွေအားလုံးကအာနာရှင်ရဲ့လက်အောက်မှာနှစ်ပေါင်း80တိုင်တိုင်အလုအလိခံခဲ့ရပြီပါပြီနိုင်ငံတကာမှာလည်းမြန်မာဆိုလို့ရှိရင်အလုတမအစင်ထက်မပိုတဲ့ ဆက်ဆံရေးမျိုးမျိုးနဲ့ကျမတို့ရဲ့မျိုးဆက်တွေကိုမြင်ခဲ့ရပြီပါပြီเนาะနှစ်ပေါင်းလဲကြာခဲ့ပါပြီဒီအချိန်တွေဒီအခါဒီလိုသူများနိုင်ငံရဲ့အလုပ်ကမအဖြစ်ကနေလဲဘယ်တော့မှတိုးတက်လာခဲ့ခြင်းမရှိတဲ့အတွက်ကျမတို့တွေဟာရှိတဲ့အင်အားတွေနဲ့စုယုံတိုက်ထုတ်နေတဲ့နေရာမှာပြည်သူတွေအနေနဲ့ခဏညင်ပေးပါပျော်ပွဲရှင်ပွဲတွေညင်ပေးပါဘွိုက်ကော့လုတ်ချင်းဒီအရန်ကိုထိရောက်ပါတယ်ဘွိုက်ကော့လုတ်လို့တော်လန်ရေးနိုင်သွားမှာတော့မဟုတ်ပေမဲ့တော်လန်ရေးနိုင်ဖို့အတွက် white coat လုတ်ပေးခြင်းဟာတော်လန်ရေးကိုတဝက်လောက်အထောက်ကူဖြစ်ပါတယ်နောက်တစ်ခုကပြည်သူတွေကိုထိခိုက်မှုအ ਨੇ ဆုံးဖြစ်တဲ့တိုက်ပွဲဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံမှာလက်ရှိလေပတ်နေတဲ့အမှုပညာရှင်တွေရဲ့နော်လှုပ်ရှားမှုတွေကိုကျမတို့ဒီအာမပေးခြင်းမထောက်ခံခြင်းနော်ပွဲတွေကလတ်တွေဘားတွေနော်ပြော်ပွဲရှင်ပွဲတွေမှာအာမပေးခြင်းမထောက်ခံခြင်းငင်ငိန်လေးနေခြင်းကိုလိပ်ပြကိုလုံလုံကိုကိုကိုဆုံးမခြင်းနဲ့ကိုကိုကိုနာတိအောင်ရိုက်သွင်းမှာကျမတို့ ော်လိုင်းရေးကာလမှာခေါင်းတွေတိတ်ပစ်ခဲ့တာတွေကိုပြန်မြင်အောင်ပါလဲပေါ်မှာလူတွေအလောင်းတွေတိုက်ခဲ့ရတာတွေကိုပြန်မြင်အောင်ပါနော်အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တာမဒိန်းကျစ်တပ်ဖြတ်ခဲ့တာတွေပြန်မြင်အောင်ပြီးတော့ကျမတို့လုတ်ပေးနိုင်တဲ့ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ white coat ကိုသေးသေးတက်တက်လုတ်ပေးကြပါလို့ကျမပြည်သူကိုတောင်းပန်ရင်းနဲ့အားပေးကြပါတယ်အားတင်းတာတရားအုံနောက်တွေပိတ်လာတဲ့ဘောမတွေပြောချင်တာညံမမီတဲ့ဘောမတွေပေါ့နော်သူတို့ကဘာပြောတာလဲဆိုလို့ရှိရင်ဒီစကောင်စီကိုပြန်တော်လှန်နေတာကလူနေစုပါလက်တဆုပ်စားပါဆိုရင်စောက်ရက်မရှိပြောနေကြတယ်တကယ်ကိုအချက်တရားကင်းမဲ့တဲ့လူတွေတော့ เนาะတနိုင်ကံလုံးကမျက်စိတွေနားတွေကန်းနေတဲ့အတိုင်းပဲเนาะအေးအဲ့လိုកောင်မျိုးတွေឈីနေလို့လဲအဲ့စစ်កောင်စီဆိုတဲ့ဟာတွေကအုပ်စုကပြည်သူကိုလုတ်ချင်လို့လုတ်ခဲ့တာမတရားမှုမှန်သမျှเนาะမရိမှုမှစလို့เนาะဘလို့ကိစ္စရမျိုးမဆိုလို့မဆိုပြည်သူဘက်ကပဲအရှုံးပြည်သူဘက်ကပဲအနာဒီလိုမျိုးဖြစ်အောင်လုတ်ခဲ့တာအုံနောက်မရှိတဲ့ညံမရှိတဲ့កောင်တွေအားပေးထောက်ခံနေလို့ဖြစ်တယ်အဲ့တော့ကျွန်မကပြောချင်တာကလူနည်းစုလက်တဆုပ်စာတော်လန်နေပါတယ်ဆိုတော့เนาะပြည်သူကိုဘယ်ဟာနဲ့တိုင်းတာပြီးပြောတာလဲကျွန်မတိုင်းတာပြချင်တာက ်ပြည်နယ်တစ်ခုလည်းပဲကျွန်မဆွဲထုတ်ပြခြင်းဟုတ်လားအများကြီးမကြီးနဲ့ကရင်ပြည်နယ်တစ်ခုလည်းပဲကျွန်မဆွဲထုတ်လိုက်မယ်စစ်ကောင်စီကိုထောက်ခံနေတဲ့လူပြည်နယ်တစ်ခုလည်းမှကျွန်မကိုပဲဆွဲထုတ်လိုက်မယ်ဘလောက်ရနိုင်လို့ရှိလဲနော်အဲ့ဒီလိုပဲရွေးကောက်ပွဲရလတ်ဟာလားမဲခိုးပါလေဆိုတော့ဟိုအကြောင်းပြချက်ကြီးကလည်းအတူတူပဲအဲ့ဒီသဘောတရားပဲပြည်နယ်တစ်ခုလည်းပဲဆွဲထုတ်ပြလိုက်ဟုတ်လားကျွန်တော်တို့ကမှမြန်မာနိုင်ငံအတိုင်းအတာနဲ့မပြောသေးဘူးဗမာလူမျိုးတွေကိုခဏဖယ်ထားလိုက်အောင်နော်တိုင်းရင်းသားတွေပုံမှာအများအားဖြင့်ဖိနှိပ် ရုပ်မှာကောက်ကျစ်ခဲ့တဲ့အကျိုးဆက်တွေလေဘယ်တုန်းကမှ เนาะတိုင်းရင်းသားတွေကစစ်ကောင်စီကိုအပိထောက်ခံတဲ့လူမရှိခဲ့ဘူးအရင်တော့ရှိခဲ့တယ်ဆိုတော့ကျမတို့ပြည်သူတွေကတိတ်အားနာတတ်တယ်เนาะပြီးတော့စောင့်ကြည့်တယ်အချိန်ပေးတယ်ပြီးတော့ကျမတို့ပြည်သူတွေကရတာလေးနဲ့ရှိတာလေးနဲ့လောက်မအောင်စားကြတယ်ဟုတ်လားသူများနိုင်ငံတွေလိုကားကြီးတွေတိုက်ကြီးတွေနိုင်ငံသားတိုင်းတိုးတက်ဖို့မမျှော်လင့်ဘူးမတောင်းဆိုဘူးလုံခြုံရွေးထွေးမှုเนาะကိုယ်အိမ်မှာကိုလုံလုံခြုံခြုံနွေနွေထွေးထွေးနဲ့ရှိခွင့်ရဖို့ကိုပဲပြည်သူတွေကပြောင်းလဲကြတာ ဟုတ်လားမြတ်မြတ်တတဖြစ်လာဘူးအဲ့တော့တိုင်းပြည်ထဲမှာဖြစ်နေတဲ့အမှုအမှန်တရားအားလုံးကဘယ်အမှုမှမျှတမှုမရှိခဲ့ဘူးပတ်စံပေးရင်အကုန်လုံးเนาะပတ်စံပေးရင်မရင်းမှုလည်းလွတ်တယ်မရင်းမှုလည်းကွင်းလုံးကျွတ်လွတ်တယ်အဲ့တော့ဒီမရင်းစစ်တပ်ကအုပ်ချုပ်နေတဲ့အတွက်ကျွန်တော်နိုင်ငံကြီးကအများအားဖြစ်ချင်းတယ်လို့ဖြစ်ခဲ့တာကြီးပဲ။သူများတိုင်းတစ်ပါးသားတိုင်းတစ်ပါးသူတွေသူများသားမျိုးမယားမျိုးတွေကိုဖျက်ဆီးခဲ့တယ်ဆိုတာလေ။ဒါအခုဆိုလို့ရှိရင်ပို့ပြီးတော့ထင်တာမြင်တာရှိရလေနော်။ငင်းလို့မရပါဘူး။အဲ့တော့မြန်မာနိုင်ငံမှာလူမျိုး9မျိုးတိုင်းရင်းသား9မျိုးရှိတယ်။ เนาะဘာမှဖယ်လိုက်အောင်အဲ့ဒီခုနှစ်မျိုးလုံးစစ်ကောင်စီကမထောက်ခံဘူးအဲ့ဒီခုနှစ်မျိုးလုံးမတရားမှုကိုတောက်လျှောက်ခံလာခဲ့ရတာအဲ့တော့ရှင်တို့ပြောတဲ့လူနည်းစုဆိုတာရှင်တို့ဖိနှဲမှာပဲတော့ထည့်လိုက်တော့ပဲစားရတယ်เนาะရှင်တို့ကအခွေးနဲ့နှိုင်းလို့ရှင်လဲခွေးတွေတိတ်ခါကြမှာစိုးလို့ခွေးနဲ့တော့မနှိုင်းဘူးရှင်တို့ကအဲ့တော့ဒီတော်လန်ရေးဟာเนาะအရေးကြီးလာပြီဖြစ်တယ်နော်ဒါကတော့ကျမတို့ပြည်သူလူထုကိုပြောချင်တဲ့စကားပေါ့နော်အရင်အရေးကြီးလာပြီဖြစ်တယ်စစ်ကောင်စီကလည်းရှိသမျှအားနှစ်ထုတ်နေတာပါ စစ်ကောင်စီအနေနဲ့ကဒီစစ်အုပ်စုအနေနဲ့ကကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံလုံးကိုထိုးပေးလိုက်ရလို့လည်းပြဿနာမရှိဘူးဟုတ်လားသူတို့ကနိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ဆိုတာလည်းတစ်သက်ကလေးမှမရှိဘူးနော်အဝေးသမိုင်းတွေကိုကျွန်တော်ဆွေးမထုတ်ပြသေးဘူးဒီဒေါ်လာရဲ့၄နှစ်ကမှစစ်ကောင်စီပြည်သူကိုဘယ်လောက်လှုပ်ပေးခဲ့လဲဘယ်လောက်ကာကွယ်ပေးခဲ့လဲနော်ဘေးနိုင်ငံနဲ့စစ်တိုင်းနေတာမဟုတ်ဘူးနော်ကျွန်တော်တို့ရေးဘေးငလီဘေးကိုတင်ကြည့်လို့ရတယ်စစ်ကောင်စီပြည်သူပေါ်မှာစေတနာရှိလားမရှိလားဆိုတာအဲ့တော့ဖေကမှသတင်းတူလေသတင်းအမားတွေဘာသာတွေဖြန့်နေကြမှာလို့ကျွန်တော်တို့ပြည်သူတွေအတွက်ကဒီတော်လန်ရရလဲပြည်သူတွေရပဲစခဲ့တာဖြစ်တယ်เนาะ ဟိုလိမ့်ညာနေကြမလို့မျက်မြင်သက်သေတွေအကုန်လုံးရှိတယ်ဟုတ်လားမျက်မြင်သက်သေတွေဆိုတာပြည်သူတွေပဲဟုတ်လားစစ်ကောင်စီပြည်သူတွေအပေါ်မှာဘလို့တွေရုံမာနေတယ်ဘလို့တွေကောက်ပြစ်နေတယ်ဘလို့တွေတက်ဖြတ်နေတယ်ဆိုတာကပြည်သူတွေပဲမျက်မြင်သက်သေကိုယ်တိုင်မှာနော်အဲ့တော့ကျမတို့ကကျမတို့တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေကကျမတို့ပြည်သူတွေတောင်နားလည်ဆုံးဖြစ်တယ်နော်အဲ့တော့အာဆီယံအနေနဲ့ဘလို့ပဲသတင်းထုတ်လာထုတ်လာစစ်ကောင်စီအနေနဲ့ဘလို့ပဲဟုတ်လားဟိုရွေးကောက်ပွဲကိုဘလို့ပဲလုပ်မယ်ပြောပြောဘလို့ပဲဘာမှမစိုးရိမ်နဲ့ကျမပြောချင်တာဘာမှမစိုးရိမ်နဲ့ကျမတို့တော်လှန်ရေးကိုလုံးဝအနောက်ရှက်မှဖြစ်ဘူးကျမတို့တော်လှန်ရေးဟာ ရှေ့ကိုပဲသွားမှာနောက်ကိုသွားစရာဘာအကြောင်းမှမရှိတော့ဘူးเนาะဘာဖြစ်လို့လဲအဲ့ဒါစစ်ကောင်စီကိုယ်တိုင်ပဲလှုပ်ခဲ့တာပြည်သူတွေလက်မခံနိုင်ကြအကြောင်းတရားတွေကိုသူတို့ပဲအငြင်းတမ်းပြသခဲ့တာဖြစ်တယ်လို့ပြည်သူကခေါင်းထဲမှာတခုပဲရှိဘယ်လိုမှလက်ခံလို့မရတော့ပြည်သူဆိုတာတိုက်နေတော်လန်နေတဲ့လူတခုတည်းကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ပြည်သူတွေအားလုံးစစ်ကောင်စီရဲ့အဖိနှိပ်စစ်တပ်ရဲ့အဖိနှိပ်ကြားထဲမှာတောက်ပြောက်ယုံယုံနဲ့နေနေရပေမဲ့စိတ်သူတို့ရဲ့စိတ်ထဲမှာရှိနေတာကဒီအာဏာရှင်မြန်မြန်ပြုတ်ကြဖို့ဖြစ်တယ်เนาะအဲ့တော့ဒီမှာပြောချင်တာကပြည်သူတွေကိုလည်း เนาะဒီတွန်လင်းကြီးမှာတနက်ကြီးထမ်းပြီးတော့တွန်လင်းကြီးကိုဝင်ပါဖို့တောင်းဆိုတာမဟုတ်ဘူးကျွန်တော်တို့အခုအရန်ပေါ့နော်စူးစမ်းပြီးတော့ဗီဒီယိုတွေဆွတ်လွတ်တဲ့အနစ်နာခံတဲ့အသက်တွေဆုံးရှုံးခံပြီးတော့ကာဝယ်ပေးနေတယ်เนาะကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်မှာရက်တီပေးစီတယ်ဘလို့ရက်တီရမှာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမလုတ်တဲ့နေကိစ္စတွေကိုမလုတ်စေချင်ဘူးเนาะတနက်ကြီးထမ်းပြီးတော့တိုက်ခိုင်းတာမဟုတ်ဘူး တွန်းလှန်ရေးမှာထဲထဲဝင်ဝင်ပါဝင်စီခြင်းနဲ့ရည်စီခြင်းတာဆိုတာပြည်သူတွေအနေနဲ့ပါဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိတယ်။ဟိုအရင်တော့တွန်းလှန်ရေးတွေဆိုလို့ရှိရင်တမိုင်းတွန်းလှန်ရေးတွေပေါ့ရှင်။နော်။အဲ့ဒီတွန်းလှန်ရေးတွေမှာဆိုရင်ပြည်သူတွေကဈေးဝယ်လာတဲ့စစ်သားတွေကိုတော့အစိတ်ခတ်တာရတဲ့နည်းနဲ့အစိတ်ခတ်တာသူတို့ဝယ်တဲ့ဝယ်ချမ်းသွားတဲ့အစားအသောက်တွေထဲမှာအစိတ်ခတ်တာမျိုးတိပြည်သူဟာဒါကိုတနက်ကင်ကြီးမတိုက်ပေမဲ့သူတို့လုံလို့ရတဲ့အပိုင်းတွေကိုပြည်သူကကုန်ပြီးခဲ့တာဖြစ်တယ်။အဲ့တော့ကျမတို့ပြောချင်တာကအစိတ်ခတ်ဖို့ပြောတာမဟုတ်ဘူး။နော်။အခုတွန်းလှန်တိုက်ပွဲဝင်နေကြတဲ့နော်ပြည်သူတွေရဲ့မျက်နှာတွေခြေပေါ်တွေရဲ့မျက်နှာတွေငှဲ့ပြီးတော့မှ ဒီဘွိတ်ကုတ်လောက်ရမယ်ကိစ္စလေးမှာတည်တည်ချာချာဘွိတ်ကုတ်လုပ်ပြီးပါပြည်သူတွေနေနဲ့ဒါအတိုက်ပွဲဝင်နေရပါပဲဟုတ်လားစစ်ကောင်စီဖိနှိပ်မှာကြောက်လို့မတရားကြီးတွေမတော်မတရားကြီးတွေကျွန်တော်တို့မတောင်းဆိုဘူးเนาะဒီမြန်မာပြည်အတွင်းထဲမှာပွဲလုံးလို့မရလို့ပြည်ပအထိလာလုံနေကြတဲ့เนาะလာလုံနေကြတဲ့အဲအမှုပညာတရောင်းသားတွေရှိတယ်เนาะအဲ့ဒီအမှုပညာတရောင်းသားတွေမြန်မာပြည်မှာလည်းလုံကြတဲ့ပွဲတွေအများကြီးပြူထွေးတို့ဘာတို့လုံနေတဲ့ပွဲတွေအများကြီးပဲရှိတယ်အများကြီးအများကြီးပြူထွေးတောက်ပဲပေါ့အဲ့ပွဲတွေမှာကျမတို့ပြည်သူလူထုတွေဟေးလာဟာလာတောင်းနေကြတာတကယ်အရေးကြီးနေတဲ့ကာလကြီးဆိုတော့မေ့သွားကြတာလားမေ့နေကြတာလားတော့ ကျမမသိဘောတော့အဲ့တော့ကျမပြည်သူတွေပန်ကြားကျင်တာကကျမတို့ကျမတို့ကရှေးနေလို့ပဲရှားတဲ့အပေါက်ကနေတိုးပြီးစစ်ကောင်စီကိုတော်လှန်နေကြတယ်ဒါပြည်ပကလူတွေရောပြည်တွင်းကလူတွေရောအသက်အန္တရာယ်ကြားကနေပြီးတော့တော်လှန်နေကြတဲ့အချိန်မှာပြည်သူတွေနေနဲ့တိုက်ပွဲဝင်ပေးပါနော်တိုက်ပွဲဝင်ပေးပါဆိုတဲ့နေရာမှာအဲ့ဒီလူဘောမရက်ွက်ကလောက်တဲ့အရာတွေကိုဟိုစောက်ဖတ်မလုပ်ချင်းအဲစောက်ဖတ်မလုပ်ချင်းအားဖြင့်တော်လှန်ပေးပါနော်ဒီဘောမတွေဘက်ကနေပြီးတော့ဟိုရောင်းတဲ့ကုန်ပစ္စည်းတွေကိုနော်ဝယ်မတုံးချင်းဖြင့်တော်လှန်ပေးပါဒါကတိုက်ပွဲဝင်နေတာပါပဲနော်ပြည်ပမှာရှိနေတဲ့လူတွေကိုလည်းကျွန်မပြောချင်တယ် ကျမတို့ဒီပွဲအဆုံးတမကိုရမယ်ပွဲဆိုတော့ကျမအနေနဲ့အများကြီးပြောစရာမလိုဘူးအရှိမဘာတွေလုတ်ပြခဲ့လဲဒီထက်လည်းလမ်းဆုံးနေပြီဒီထက်ရုံမာတဲ့နော်အာနာရှင်ဆိုတာလည်းကမ္ဘာမှာမရှိတော့ဘူးဒီထက်စောက်ရှက်မရှိတဲ့အာနာရှင်ဆိုတာလည်းမရှိတော့ဘူးအဲ့တော့ဒီလောက်လုတ်ပြနေမှာတော့ကျမတို့ကဒီပွဲကြီးကိုမပြီးပြအောင်အဆုံးတက်ရမယ်လို့တင်ပြနေကြတာပြောပြနေကြတာမလိုတော့တော့ဘူးလို့တင်တယ်အဲ့တော့ထိထိရောက်ရောက်နော်မြ мян တော်လန်ရေးကိုပြီးကျင်တယ်ဆိုလို့ရှိရင်ပြည်သူတွေအနေနဲ့ညင်ရမယ့်အချိန်မှာညင်ပေးပါနော်ဟိုဘွိတ်ကုတ်လုတ်ထားတဲ့လူတွေကိုအာမပေးခြင်းမထောက်ခံခြင်းစစ်ကောင်စီစစ်တပ်ကစီးပွားရေး အဲ့ဒီကိုကျမတို့လေဝင်ပြီးမတုံးချင်းဖြစ်နော်တိုက်ပွဲဝင်လို့ရပါတယ်ပြည်သူတွေတိုက်ပွဲဝင်လို့ရတယ်အဲညီလန်းနေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကျမပြောချင်တယ်ကျမတို့တော်လန်ရေးဟာနိုင်ကိုနိုင်မှာပါကျမတို့ပေးနိုင်ငံကိုမှအာမကိုတို့ပေးနိုင်ငံရဲ့အကူအညီကိုမှကျမတို့မလိုအပ်ပါဘူးနော်ကျမတို့ပြည်သူတွေညီယုံနေတယ်ဒီတိုက်ပွဲကနိုင်ပါတယ်အဲ့တော့ကျမတို့ပြည်သူတွေကတော့ကိုတောင်ဝင်ကိုကြည်နေဖို့လိုတယ်ဒါလေးတခုတော့ကျမပြောချင်ပါတယ်ဘွိုက်ကော့လောက်ရမယ့်နေရာမှာဘွိုက်ကော့လောက်ပါဒါဟာအရေးကြီးလို့ကျမအနေနဲ့ပြောချင်ဖြစ်ပါတယ်